အင်အားပြင်းကလေးကြောင့်အင်းဝဒေတာမှာရှိတဲ့ရှေးဟောင်းစာအုံ962ခုရှိတဲ့နဲ့614ခုထိခိုက်ပျက်စီးခဲ့တယ်လို့သဒ္ဒနာရေးနဲ့ရည်ကျေးမှုဦးညီဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။မန္တလေးအင်းဝပင်ရပလိတ်မခရာစကိုင်းစတဲ့ဒေသများရှိငလင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ရှေးဟောင်းအမွေနဲ့အဆောက်အုံများကိုပြုပြင်ထိန်းသိမ်းရန်အတွက်ရှေးဟောင်းသုတေသနနဲ့အမျိုးသားပြတဲ့ဦးစီးဌာနမှအဖွဲ၈ဖွဲ့အဖွဲ့စီပြီး UNESCO ဂိုင်လိုင်းနဲ့အညီဆောင်ရွက်ရရှိပြီး assessment များကောက်လျက်ရှိကြောင်းရှေးဟောင်းအဆောက်အုံများကိုဦးစားပေးအဆင့်သတ်မှတ်ခွဲခြားလျက်ရှိကြောင်း၂016ခုနှစ်ပကံကလေးဖြစ်ပွားခဲ့ပြီးတဲ့နောက် UNESCO ပညာရှင်များလာရောက်ပြုစုတင် जा ပေးခဲ့တဲ့ပုံစံစနစ်စရာများအား မိញံနမူနာယူပြီးရှေဟောင်းစေဒီပထုံးများရဲ့ဘီတုကာနဲ့အနုပညာလက်ရာများအားစစ်စစ်မှတ်တမ်းပြုစုလျက်ရှိကြောင်းအေဝဒေတာဟာရှေဟောင်းအစောင်းအုံ962ခုရှိတဲ့အနက်ထိခိုက်ပျက်စီးခဲ့တဲ့ရှေဟောင်းအစောင်းအုံ614ခုစစ်ဆေးတွေ့ရှိကစီရင်ကောက်ယူပြီးစီး၍အသေးစိတ်စီရင်သွင်းမှု900ကျော် PCB ဖြစ်ကြောင်း ယခုကဲ့သို့ greeting ခွဲပြီးပါကပြည်ပြင်ထိသေးချင်းကိုရွေးချယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနိုင်ငံတကာပညာရှင်များရဲ့အကြံပြုချက်များနဲ့အစင်သက်မှတ်ချက်များအတိုင်းဆောင်ရွက်ရရှိကြောင်းဝန်ကြီးဌာနကထုတ်ပြန်ပါသည်။ဒါ့အပြင်အင်ဝါဒေတာရှိမဟာရနာပုံမီတာတိစာတိုက်ဖျားရင် KSS ပြည်ပြင်ထိသေးချင်းထုံးတုတ်ချင်းကြောင့်မူလအတွင်းစီဒီနဲ့မူလအတွင်းစီဒီနဲ့နေရံပကြင်များပြောက်ွယ်နေခဲ့ပေမဲ့လေအင်အားပြည့်ငလင်ကြောင့်အတွင်းမူလစီဒီနဲ့မူလရွှေရည်နေရံပကြီအချို့ပေါ်ထွက်လာခဲ့ကြောင်းသိရပါသည်။